Apple ကိုတခြင်းမဲ့နားထောင်လို့ရတဲ့အပြင်တခြား feature တွေပါပါလာတော့မယ်ဆိုတာသိပြီလား Apple ရဲ့ WWDC 2025မှာ Apple အတွက်ကို feature ၅ခုပါသွားမယ်လို့ keynote မှာပြောသွားတယ်လက်ရှိ Apple Pro 2 Apple 4မှာမှစပြီးတော့ဒီ feature တွေစပြီးအသုံးပြုလို့ရမှာပါ Head gesture ဆိုပြီးခေါင်းအမူအရာနဲ့ command တွေပေးလို့ရပြီဖြစ်ပါတယ်ဥပမာဆိုရင်ပုံကောတစ်ခုဝင်လာတယ်လက်ခံခြင်းနဲ့ဆိုရင်ခေါင်းငိတ်လိုက်လက်မခံခြင်းဆိုရင်ခေါင်းခါလိုက်လိုမျိုး feature တွေပါလာလိမ့်မယ် Flip Auto Pause ဆိုတာလေးလည်းပါလာတော့မှာဖြစ်ပါတယ်အဲ့ဒီဟာကကျွန်တော်ဒီညဘက်ဆိုခင် တချင်းနားထောင်ဒီဖြစ်စီ podcast နားထောင်ဒီဖြစ်စီအိတ်ပြော်ပြော်သွားကြရဟုတ်တယ်မလားအခု features ကကိုအိတ်ပြော်သွားတာနဲ့သူကနားထောင်နေတဲ့အရာတွေအကုန်လုံးရပ်တန့်ပြီးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ iPhone camera ကို AirPod နဲ့ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ် third party selfie stick က remote တွေကိုလည်းတတ်တတ်ကိုဝယ်စရာမလိုတော့ဘဲနဲ့ကို ecosystem တွေကပစ္စည်းနဲ့ပဲကိုပြန်သုံးလို့ရတာဆိုတော့ပို့ပြီးတော့လွယ်ကူသွားတာပေါ့ audio mix ဆိုတာက16 series မှာ video ရရင် in frame studio cinematic ဆိုပြီးပါလာတဲ့ feature အခုဒီ feature ကို AirPod နဲ့သုံးလိုက်တာနဲ့အတန်က quality ကတော်တော်ကောင်းလာမှာဖြစ်ပြီးခုသုံးနေတဲ့ဒီ microphone third party brand တွေကိုလည်းမလိုလာတော့အောင်လုပ်သွားမဲ့ပုံပြန်နောက်ဆုံး feature ကတော့ wider classroom support ပဲဖြစ်ပါတယ် AirPod ကသူ့ရဲ့ဒီ ecosystem နဲ့ device တွေကိုချိတ်ဆက်မှုကနှစ်ဆလောက်ပုံပြန်သွားလိမ့်မယ်ဒါတွေကတော့ AirPod ရဲ့ iOS 26မှာပါမဲ့ feature ၅ခုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်